ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာကိုဂျိုးစီးပွားအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်ရှိနေဆက်ဒေတာအများစုကိုထိန်းချုပ်ထားတဲ့အာရခတက်တော် AA နဲ့ထိတွေ့ဆက်ဆံမှုရှိရမယ်လို့နိုင်ငံသား၏အကြံပေးတော်ဟင်းဟူစိန်ကပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နေဆက်တခြားအခြေအနေပြောင်းလဲလာခဲ့တာကိုကျွန်တော်တို့တရားဝင်အသိမှတ်ပြုပါရစေ။ကျွန်တော်တို့ဒါကိုငြင်းလို့မရပါဘူး။ကျွန်တော်တို့ရဲ့မြန်မာနဲ့နေဆက်တစ်ခုလုံးကိုလက်ရှိမှာအရခတက်တော် AA က ထိန်းချုပ်ထားပါတယ်။ဘ ਹੁ အစိုးရမှအာဏာမရှိတော့ပါဘူးလို့၎င်းကသတင်းနောက်တွေကိုပြောပါတယ်။ကျွန်တော်တို့အကျိုးစီးပွားအတွက်ဆက်ဆံမှုပုံစံလုပ်ရပါမယ်။ကျွန်တော်တို့နဲ့အေးအေးနဲ့လိုအပ်တဲ့ထိတွေ့ဆက်ဆံမှုပြုလုပ်ရပါမယ်လို့သူကဆိုပါတယ်။အေးအေးနဲ့ဆက်သွယ်မှုလမ်းကြောင်းဖွင့်လှစ်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဂျာပြက်အစိုးရအဖွဲ့ကပထမအကြိမ်ဖြစ်ဒီဇင်ဘာလမှကြေညာခဲ့ပါတယ်။ စစ်ဘေးသင့်ရခိုင်ပြည်နယ်ကိုလူသားချင်းစာနာမှုအကူအညီတွေပေးဖို့လမ်းကြောင်းတစ်ခုထူထောင်ဖို့ကုလသမဂ္ဂဖွဲ့ရဲ့အဆိုပြုချက်ကိုမိုဟာမက်ယူနုဦးဆောင်တဲ့ဂျာပြက်အစိုးရဖွဲ့ကသဘောတူခဲ့ပါတယ်။မြန်မာနိုင်ငံသားများစွာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုးလုနေတာကြောင့်မြန်မာပဋိပက္ခဟာ၎င်းတို့ရဲ့မျိုးသားအကျိုးစီးပွားနဲ့ဒိုင်းရိုက်ပတ်သက်နေတယ်လို့တော်ဟင်းဟူစိန်ကပြောပါတယ်။ရခိုင်ပြည်နယ်မှာလူသားချင်းစာနာမှု အကူအညီပေးရတဲ့လမ်းကြောင်းထူထောင်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့မူအားဖြင့်သဘောတူပါတယ်လို့၎င်းကတွန့်ပြန်ပါတယ်။အစိုးရကိစ္စနဲ့ပတ်သက်လို့ကုလသမဂ္ဂအဖွဲ့ရဲ့ကြီးကြပ်မှုအရတေချာပေါ့ပူပေါင်းဆောင်ရွက်မယ်လို့သူကဆိုပါတယ်။တရုတ်လေကြောင်းလိုင်းတွေစီပေးပို့ခဲ့တဲ့ဘွိုင်းလင်တွေကိုအမေရိကန်နိုင်ငံကိုပြန်ပို့ခဲ့တယ်လို့တရုတ်စိုးရကအနောက်နိုင်ငံမီဒီယာတွေကို အတည်ပြုခဲ့ပါတယ်။ ။ဒီအခုတရားဝင်ရေးဝန်ကြီးဌာနကပြောရေးဆိုဝင်ရှိသူဟာအင်္ဂါနေ့ကကြေညာချက်တည်းထုတ်ပြန်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့ရဲ့ထက်တိုးစီးကြံခွန်အစီအမံတွေကိုဝေဖန်လိုက်ပါတယ်။အကျိုးဆက်အနေနဲ့တရုတ်လေကြောင်းလိုင်းတွေနဲ့ဝဟင်းကုမ္ပဏီတို့ဟာကြီးမားစွာ ထိခိုက်နစ်နာခဲ့တယ်လို့၎င်းကပြောပါတယ်။အမေရိကန်တရုတ်ကုန်သွယ်ရေးပွတ်တိုင်းမှုအကျိုးသက်ရောက်မှုအဖြစ်ဝဟင်းကုမ္ပဏီထုတ်ခရီးသက်တင်သေးရင်တွေကိုမယူတော့ဘူးလို့တရုတ်လေကြောင်းကုမ္ပဏီတွေက ပြောကြားခဲ့တယ်လို့ Boeing ကုမ္ပဏီကပြီးခဲ့တဲ့ဘက်တရင်ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာစီးကျက်ခွန်ကိုလက်နက်တစ်ခုအဖြစ်အသုံးချနေပြီးအဲဒီလုံရက်ကကမ္ဘာစစ်မှုနဲ့ထောက်ခံရေးလမ်းကြောင်းတွေတည်ငြိမ်မှုကိုဇိုးဝါစွာထိခိုက်စေခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။အမေရိကန်နိုင်ငံရဲ့အထက်ဒုစီးကျက်ခွန်ကြောင့်ကုမ္ပဏီများစွာဟာပုံမှန်ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်တော့ဘူးလို့ထုတ်ပြန်ချက်ကဖော်ပြပါရယ်။တည်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ရေးအမေရိကန်စိုးရက ကော်မဏီရဲ့အတန်ကိုနားထောင်မှုတရုတ်နိုင်ငံကမျှော်လင့်ပါကြောင်းတရုတ်ဘူတန်ရောင်းဝယ်ရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပြီးစီးကြောက်ခွန်အစီအမံတွေကိုပြန်ရုံသိမ်းမှုတိုက်တွန်းလိုက်ပါတယ်ရုရှားနိုင်ငံအနောက်ပိုင်းကက်စဒေတာပြင်ပကိုယူကရိန်းတပ်ဖွဲ့တွေကိုကူတိုက်ထုတ်ပေးဖို့တပ်ဖွဲ့တွေဆေးလွတ်ပေးတဲ့မြောက်ကိုရီးယားနိုင်ငံကိုကျေးဇူးတင်ရှိတယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်က ပြောပါရယ် မော်စကိုနဲ့ပြုံယံကြပြီးခဲ့တဲ့ဇွန်လမှာလက်မှတ်ရေးထိုးခဲ့တဲ့ဘတ်စုံမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်ရေးစာချုပ်နဲ့အညီပူရဲစစ်စင်ရေးလှုပ်ဆောင်ခဲ့တာလို့ပူတင်ကတနင်္လာနေ့မှာထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားမိတ်ဆွေတွေဟာစီလုံးညီညွတ်မှုတရားမျှတမှုစစ်မှန်သောရဲဘော်ရဲဘက်စိတ်နဲ့ယူကရိန်းတပ်ဖွဲ့တွေကိုကူးတိုက်ပေးခဲ့ပါတယ်လို့၎င်းကပြောပါတယ်။ကျွန်တော်တို့ဒါကိုအတိမတ်ပြုပြီးမြောက်ကိုရီးယားခေါင်းဆောင်ခင်ဂျုံအန်နဲ့ မြန်ကိုရီးယားပြည်သူတွေကိုကျေးဇူးတင်ရှိပါတယ်လို့သူကဆိုပါတယ်။မြန်ကိုရီးယားထူးတက်ဖွဲ့ဝင်တွေလှုပ်ဆောင်တဲ့ဓာရီကိုရုရှားပြည်သူတွေကဘရောမမေ့ပြောင်မှာမဟုတ်ဘူးလို့ပူတင်ကဆက်ပြောပါတယ်။စစ်မြေပြင်မှာခိုင်မာစေခဲ့တဲ့နိုင်ငံချားဆက်ဆံရေးဟာနေပင်ဆုံးမှဆက်လက်ပြီးတိုးတက်လာမယ်လို့ယုံကြည်ကြောင်း၎င်းက ပြောပါရယ်